ကျမတို့မူကြပါစခင်ဗျာ2025ခုနှစ်မေလ19ရက်နေ့ရက်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရုံနဲ့ကျွန်တော်ဝေယမပြည်သူပေါင်းကိုဒေါ်လာနေသက်ပါလို့နှုတ်ခွန်းဆက်တာပါရခင်ဗျာအဲ့တော့ဒီကနေ့မနက်ရက်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါထူးထူးခြားခြားတွေ့ရတဲ့သတင်းဖြစ်စဉ်တွေထဲမှာဆိုရင်တပင်းရင်းကိုလေချောင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့လေရင်မှုမိသားစုပိုင်နဲ့ပွဲယုံကကုန်ပစ္စည်းတွေကိုကျွန်တော်တို့ဟင်္ဒရာမြို့ရက်ွက်ပိုင်ဓမာယုံကအဲ့ဒီကုန်ပစ္စည်းတွေကိုတူလောင်ထားတဲ့အတွက် ြည်သူတွေကမကြင်မနှက်ဖြစ်နေကြတယ်လို့ဆိုပါတယ်ပြည်သူကိုလည်းဘုံကျက်တက်ဖြတ်တယ်ကိုကျိုးစည်းပွားအရာမှာလည်းပြည်သူပိုင်းဓမ္မယုံကိုအတုံးချတဲ့အထိလူဘာဝနေကြတာဖြစ်တဲ့ဒီစစ်အုပ်စုခေါင်းဆောင်ပိုင်းတွေကိုပြည်သူကမကြင်မနှက်ဖြစ်တာလဲမဆန်းပါဘူးဒီကောင်တွေဟာဘဝတဘာကိုကူးပြောင်းတဲ့အထိကိုကျွန်တော်တို့ဒီအခွင့်ထူးခံအနေနဲ့ဖြစ်နေကြအောင်မလားဆိုတာကိုတွေးတောเสียပါပဲအဲ့တော့ဘုရားဟောတဲ့အတိုင်းကာမဂုဏ်အာယုန်တွေနောက်ကိုမလိုက်နဲ့ ဓမ္မယုံကိုသာအာယုံဆိုင်ဖို့အချိန်ကြာရောက်ပါပြီအဲ့တော့ဒီသတင်းပြည်သူကိုလည်းကျွန်တော်တို့နားဆင်ရမှာပါနောက်ထပ်သတင်းကတော့အချမ်းမတ်ဆရှုံးကောင်စီတက်ရဲ့အသက်သွေးကြောဖြစ်တဲ့နေသက်ကုံသွယ်ရေးလမ်းကြောင်းတွေကို KNU ကတော့ဖြတ်တောက်တားဆီးနေပြီဖြစ်ပါတယ်အဲ့တော့ဒီနေသက်ကုံသွယ်ရေးလမ်းကြောင်းတွေကိုပိတ်ဆို့တားဆီးပြီးအဲ့ဒီစခန်းတွေကိုသိမ်းဆည်းမှုဟာမြို့ကြီးတစ်မြို့ကိုသိမ်းဆည်းတာထက်ပိုပြီးတော့ရေးပါကြောင်းကိုလည်း KNU ကောင်းဆောင်ပိုင်းတွေက ြောဆိုလာပါတယ်အခုဆိုရင်ကန်ယူကဒီနေဆက်ထိုင်းမြန်မာနေဆက်မှာရှိတဲ့ view ဟာစကန်းကြီးတွေအပါအဝင်စကန်း90ဝန်းကျင်ကြည့်ကိုသိသိထားနိုင်ပြီဖြစ်ပါတယ်ဒီသတင်းကိုလည်းနားဆင်ရမှာပါခင်ဗျာနောက်တဲ့သတင်းတစ်ပုဒ်ကတော့မနေ့ကညပိုင်းမှာမူးကြည့်ပြီးတော့စစ်ဘုံကျုံအများစု နေထိုင်တဲ့နေပြီးတော့မှရေကြီးမှုတွေစပြီးတော့ကြုံတွေ့နေရပါပြီပလဲမြို့နယ်နွယ်အင်းကြီးပါကိုတော့စစ်ရှုံးကောင်စီတပ်ကဘုံကျဲ တက်ဖြတ်တဲ့အတွက်ကလင်းငယ်တွေအပါဝင်ပြည်သူ၄ဦးအထိသေဆုံးမှုရှိနေတယ်လို့လည်းသိရပါတယ်ဒီသတင်းတွေနဲ့ဒီကနေ့မနက်ခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးမှာပါခင်ဗျာအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်းတပင်းရင်းမြို့နယ်အိုရင်းနီမှာစာတင်ကျောင်းကိုတိုက်လေရင်နဲ့ဘုံကျဲခဲ့တဲ့လေရင်မှုလို့သတင်းတွေထွက်ပေါ်နေတဲ့ဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်မိသားစုပိုင်ဟင်္ဒရာမြို့ကပွဲရုံဟာရက်ွက်ပိုင်ဓမ္မယုံမှာ ကုမ္ပဏီလောင်ထားတဲ့အတွက်ဒေသခံတွေကမကြင်မနဲ့ဖြစ်နေရပါတယ်အဲ့တော့ဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်ရဲ့မိသားစုကဟင်္ဒရာမြို့တာ90မြောက်ရက်ကွက်အင်္ဂါပတ်နှွေတန်ကဌာနဘေးမှာဒီကောင်းမြတ်ပွဲုံနဲ့လှဲရင်စိုက်ပျိုးရေးပစ္စည်းတိုင်းဖွင့်လှစ်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်သူတို့ကအဲ့ဒီကုမ္ပဏီကိုနွေတန်ကဌာနအဆောက်အုံတွင်မှာနှောင်ထားတယ်လို့လေဒေသခံတို့ကပြောပါတယ်သူတို့ကဓမ္မယုံနဲ့ကက်လျက်မှာ ခြံဝယ်ပြီးတော့ပွဲယုံဖွင့်တာသူတို့ခြံထဲမှာကုံတွေပြည့်ပြီဆိုရင်ဓမာယုံထဲမှာထားတယ်ရက်ွက်အုပ်ချုပ်ရေးပိုင်းကလည်းသူတို့ကိုခွင့်ပြုပေးထားတယ်တိုင်လို့တောလို့ကတော့လုံးဝမရဘူးလို့ဒေသခံတဦးကပြောပါတယ်အတော်ကိုလူဘာဝတယ်လို့ရပါအဲ့ဒီပွဲယုံကိုဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်ရဲ့အဖေဦးကျော်တန်းနဲ့ဒုံဝင်းကြည်တို့ကဦးစီးလောက်ကင်နေတာဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိရပါတယ်ငရုတ်သီးထွက်တဲ့ရာသီမှာပဝင်းကျင်မှာငရုတ်သီးအနှံ့နေမှုန်နေပြီး ံဝင်းညမှာနေသူတွေရဲ့ကျမ်းမာရေးအတွက်စိုးရင်စရာကောင်းကြောင်းဒေသခံအချို့ကလည်းသုံးသပ်ပြောဆိုပါတယ်။သူတို့ရဲ့ရှေ့လမ်းမှာကျမ်းမာရေးဌာနကနန်းစီရံတယောက်ရှိတယ်။အဲ့ဒီမိမကလည်းမတားဘူး။နန်းနေပေါင်းပြီးတော့ပံဝင်းကျင်ကိုဒုက္ခပေးတာလို့ဒေသခံတို့ကလည်းမှတ်ချက်ပြုပါတယ်။ဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်ဟာစစ်တပ်ကတူအပတ်စဉ်44ဆင်းဖြစ်ပါတယ်။အဲ့တော့သူတို့မိသားစုဟာဟင်္ဒရာမြို့နယ်ချင်ဘူးကျေးရွာအုပ်စုအဲ့ဒီအုပ်စုကဖြစ်ပြီးတော့2015ဝင်းကျင်လောက်မှာ မြို့ပေါ်ကိုပြောင်းရွှေ့လာတာဖြစ်တယ်လို့သိရပါတယ်အဲ့တော့ဟင်္ဒရာမြို့နယ်ထွေထွေအုပ်ချုပ်ရေးပူယုံတဲ့ဒီဇက်သူကဒီအကြောင်းကိုမျှဝေပြောပြပါတယ်သူတို့ရဲ့ညီအရင်ဖြစ်သူချမ်းမြေကျော်ကလည်းစစ်ရှုံးကောင်စီတပ်ကစစ်တပ်သားဖြစ်ကြောင်းသိရပြီးဒီဘေယာဒူးအဆင့်ဆိုတာကိုတော့ကျွန်တော်တို့မသိရပါဘူးလက်ရှိနေထိုင်တဲ့အိမ်ကသူတို့နေထိုင်တဲ့အိမ်ကစစ်တပ်အငိမ့်စားတပ်ခိုင်ရေးပါတီထိတ်တန်းကောင်းဆောင်ဖြစ်ခဲ့တဲ့ဦးထေးဦးရဲ့အိမ်နဲ့မလန့်မကန်းမှာတည်ရှိပါတယ် လူပုံမူကြီးဇော်မင်းထင်ကျော်ဟာမေလ12ရက်ကစကိုင်းတိုင်းတပင်းမြို့နယ်အိုရင်းနေမှာစာတင်ကျောင်းကိုဘုံကျဲတက်ဖြတ်ခဲ့တဲ့ဘုံကျဲသူတွေကတဦးဖြစ်ကြောင်းကို Facebook လူမှုကွန်ရက်မှာသတင်းကြဲကြဲပြန့်ပြန့်ရုပ်ပုံတွေနဲ့တူပါထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ဘုံကျဲသူကတော့သူဟုတ်မဟုတ်ဆိုတာကိုကျွန်တော်တို့အတိအကျအတည်ပြုနိုင်ဖို့တော့ခက်ခဲပါတယ်။အဲ့တော့တက်သတင်းရင်းမြစ်တွေနဲ့စစ်ရှုံးကောင်စီအတိုင်းဝိုင်းကတော့ဒီမီတာစုထဲကဘုံမူကြီး အဲကျွန်တော်တို့အခု လေရင်မှုဗမှုကြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုအတိပြုထားတဲ့ပြောဆိုချက်တွေကိုလည်းကျွန်တော်တို့ရုပ်ပုံနေတဲ့တကွအချက်လက်တွေနဲ့တကွတွေ့ရှိရတာကိုတော့သိရပါတယ်ပြည်သူလူထုနဲ့တော်လိုင်းရင် အားစုအတိုင်းဝိုင်းမှာတော့သူ့ကိုပြင်းပြင်းထန်ထန်နဲ့လူမှုကွန်ရက်စာမျက်နှာတွေတခြားဒီသတင်းဌာနတွေမှာပြင်းပြင်းထန်ထန်ကိုကန့်ကွက်ရှုံချပြီးတော့ဝေဖန်ပစ်တင်မှုတွေရှိနေတာလည်းဖြစ်ပါတယ်အဲ့တော့ဦးရင်းနေမှာစာတင်ကြောင်းတိုက်ခိုက်ခံရမှုမှာအားလုံးသိကြပြီးဖြစ်တဲ့တိုင်း ဆီယမနှစ်ဦးပါဝင်ကလင်းငယ်22ဦးအပတ်သုံးရှုံးပြီးကျွန်တော်ဒဏ်ရာရသူ50ကျော်60ဝန်းကျင်ရှိခဲ့တာလည်းဖြစ်ပါတယ်ဒူပမူကြီးဇော်မင်းထင်ကျော်ရဲ့ဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက်ဟင်းသရမြို့ပေါ်မှာသေချိုးကောင်စီကစစ်စည်းရေးတွေတင်းကျပ်ခဲ့ကြောင်းမြို့ကန်တွေကပြောပါတယ်အဲ့တော့သူတို့ရဲ့မိသားစုပိုင်းပွဲရုံကိုဆက်ပြီးတော့ဖွင့်ထားစေဖြစ်ကြောင်းလည်းဒေသခံတွေကဆိုပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပထမဆုံးတွေ့သိရတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်ပြည်သူကို လေချောင်းကနေဘုံကျဲတက်ဖြတ်ခဲ့ုံမြမကကုကျိုးစည်းဘွားအရာမှာလည်းဘီသူပေါ်နိုင်ထက်စီးနင်းတဲ့ဘူကြပြီးကျွန်တော်တို့တကယ်ကိုဘီသူပိုင်တဲ့ဒီသာသနာရေးကိစ္စတွေမှာဆောင်ရွက်တဲ့ဓမ္မယုံမှာတော့မှသူတို့ရဲ့ပွဲယုံကကွန်ပျက်စီတွေကိုတွားပြီးတော့လောင်ထားတယ်ဆိုတော့တော်တော်လူပားဝရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့အကြမ်းဆက်ချုံးကောင်စီရဲ့ဝင်ငွေရလမ်းနေဆက်ကုန်သွယ်ရေးအသက်သွေးကြော ိုင်းမြန်မာနယ်သက်တလျှောက်မှာရှိတဲ့ဆက်ရှုံးကောင်စီစခန်းတွေကို KNU ကသိမ်းပိုက်နေမှုဟာယူကြီးတွေကိုသိမ်းပိုက်မှုထက်ပိုပြီးတော့အရေးပါတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း KNU ရဲ့ဗဟိုအလုပ်မှုဆောင်လည်းဖြစ်ပြောရေးဆိုခွင့်ရရှိသူလည်းဖြစ်တဲ့ဘရိုဆော့တော်နီကပြောဆိုလိုက်ပါတယ်ခင်ဗျာထိုင်းနဲ့မြန်မာနယ်သက်မြင့်တလျှောက်မှာရှိနေတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်စခန်းတွေကို KNL KNDO PDF မဟာမိတ်ပူးပေါင်းတပ်တွေကတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေတာ ဖြစ်တဲ့အတွက်မြေကြီးတွေကိုသိမ့်ပိုက်ထားတဲ့ပို့ပြီးတော့အရေးပါတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်းပြောဆိုတာလည်းဖြစ်ပါတယ်။ညကလည်းကျွန်တော်တို့ဒီကော်ပိုရာစစ်ကြောင်းကဘူကြီးစောကောကအဲကျွန်တော်တို့ည10:00နာရီ17:00နာရီဝင်းကျင်လောက်မှာဖြစ်နေတယ်ခင်ဗျ။ post တခုတင်ထားပါတယ်ဒီမောင်ကျော်တို့ဟိုညကြီးတကောင်လဲသိမ့်နေစဲအဲသိမ့်ရလားအဲမနိုင်မှသိမ့်မှလားဆိုပြီးတော့ဒီနေဆက်ကစခန်းတစ်ခုကိုသိမ့်လိုက်ပြီဆိုတာသိကြပါတယ်ကဲညူဘူကမကြခင်ပါဒီတရင်ကိုထုတ်ပြန်လိုက်မယ်ထင်ပါတယ်အဲ့တော့ ။ KNU ကတော့ကျွန်တော်တို့နေသက်မြင်းထိုင်းမြန်မာနေသက်မြင်းတလျှောက်ကစစ်ရှုံးကောင်စီရဲ့အရေးပါတဲ့ယူဟာစကမ်းကြီးတွေအပါအဝင်စကမ်းပေါင်း90ကျော်လောက်အထိကိုဒင်းစီထားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။အဲ့တော့အဓိကကဒါကတကယ့်ကုံသွယ်ရေးစကမ်းကြီးမြောက်ရီမဲဆောက်ကုံသွယ်ရေးစကမ်းကြီးနောက်ပြီးတော့ထီးခင်းနေဆက်ကုံသွယ်ရေးစကမ်းကြီးတွေဟာတကယ်အရေးပါတဲ့နေရာတွေဖြစ်တဲ့ မြူကြီးတမျိုးစာလောက်သိနိုင်တဲ့အနေထားနဲ့တွေ့တယ်။ဘာလို့လဲဆိုတော့ရှစ်တလန်းတိုးဖို့အတွက်တကယ်ကိုအရေးပါတဲ့အထိအဲ့ဒီနေရာတစ်ခုကိုရရှိသွားပြီ။အဲ့တော့ဒါကအရေးပါကြောင်းကိုကျွန်တော်တို့ပြောလို့ရတာပေါ့လို့ဘလို့စတိုနီကရှင်းပြပါတယ်။ရှင်းမှလည်းကျွန်တော်တို့ဒါရကတွေရှိပါတယ်။ဒီဒါရကကတော့အရခတက်တို့ AA ရဲ့နေဆက်မြင်းတလျှောက်ဘင်္ဂလားဒေ့ရှ်နေဆက်ကမြို့ကြီး AA ကသိမ်းနိုင်ပြီးတဲ့နောက်မှာဘင်္ဂလားဒေ့ရှ်ကနိုင်ငံရေးအရာကူလူ ဆက်ဆံရေးအရာအေးအေးနဲ့တရားဝင်ကမ်းလှမ်းပြီးတော့ကိုကြည့်တွေ့ဆက်ဆံရတဲ့အခြေအနေကိုဖြစ်ခဲ့တယ်။နေမီပိုင်တဲ့အတွက်စစ်နိုင်တဲ့အနေအထားကိုရောက်ရှိခဲ့တယ်။ဒါကဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့အေးအေးနဲ့ကကျွန်တော်တို့ရှေ့မှာဟိုဥပမာနမူနာယူစရာကောင်းတဲ့ဖြစ်ရဖြစ်စဉ်ကြီးတစ်ခုပါ။အဲ့တော့ထိုင်းမြန်မာနယ်စပ် KNU နဲ့ထိုင်းနဲ့နယ်စပ်ကြားကဒီစခန်းကြီးတွေကကျွန်တော်တို့စီးပွားရေးအရာလဲ ပြန်ကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ထက်ကိုပို့ပြီးတော့ကြဲကြဲပြန့်ပြန့်နဲ့စစ်ရှုံးကောင်စီကအားထားရတဲ့နေသက်မြင်းကုံတွယ်ရေးအသက်သွေးကြောတွေဖြစ်တဲ့ဒါကိုကန်ယူနဲ့မဟာမိတ်တပေါင်းစုတွေကသိမ့်ပိုက်နိုင်မှုကတော့ကျွန်တော်တို့နောက်မကြာခင်မှာဒီနေဆက်တွေကိုထိန်းချုပ်ထားနိုင်ပြီးဒီနေဆက်တွေကိုတော်လိုင်းရင်အားစုတွေနဲ့ KNU ကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီဆိုရင်သိကြပါရဲထိုင်းကအာဏာပိုင်တွေကလည်းဒီ KNU နဲ့တော်လိုင်းရင်တပ်ဖွဲ့တွေနဲ့ မဖြစ်မနေဘူးတန်ခင်းတမန်ခင်းအရာကိုကုံသွယ်ရေးအရာပါဂူလူဆက်ဆံမှုတရားဝင်စကားပြောရမယ့်ခြေအနေကိုကျွန်တော်တို့ကြားခင်းမှာမြင်တွေ့ရမှာပါဒါကကျွန်တော်တို့ဒေါ်လန်ရေးအရွေးတစ်ခုရဲ့အတော်ကိုအရေးပါတဲ့အခြေအနေဖြစ်ပါတယ်ဒါကြောင့်မလို့လေဘရူဆိုတိုနီကမြို့ကြီးတမြို့စာလောက်အထိကိုပိမ့်ပိုင်နိုင်တဲ့အခြေအနေလောက်ကိုဒါကအရေးပါအကြောင်းကိုတရားဝင်ပြောလာတာဖြစ်ပါတယ်အဲ့တော့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ဂရင်းနီကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္လာရီတိုင်းအထိနေနမိတ်ကီလိုမီတာ3000ကျော်ထိစပ်နေတဲ့နေဆက်တစ်ခုလုံးကိုကျမ်းပတ်စစ်တပ်ကင်းစင်တဲ့အခြေအနေရောက်ရှိစေရေးတိုက်ခိုက်မှုတွေပူပေါင်းလှုပ်ဆောင်သွားမှာဖြစ်ကြောင်းဆက်ပြီးတော့ရှင်းပြပါမယ်အဲ့တော့ greenie မှာဆိုရင်လည်းကျွန်တော်တို့ greenie နဲ့ထိုင်းနေဆက်မှာတကယ်ကိုဓမော့ဆိုနဲ့ဒီထိုင်းနေဆက်နဲ့ဆိုလို့ရှိရင်လိုင်းကပြေးဆွဲတဲ့အထိကို greenie ကတက်တွေကအဲ့ဒီအထိစီးရအသာစီးရနေပါပြီနောက်တစ်ခါမွန်မွန်ဘက်မှာဆိုရင်လည်းရေဘလူးရေဘလူးတို့ တခြားကျွန်တော်တို့နောက်ထပ်အစ်စ်ဖွဲ့ကြတဲ့မုံတော်လိုင်းရဲ့အင်အားစုတွေနောက်ထပ် KNL တပ်ဖွဲ့တွေတပ်ပေါင်းစုတွေကစစ်ရေးကိုပြင်းပြင်းထန်ထန်နဲ့လှုပ်ရှားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့တနင်္လာရီတိုင်းဘက်မှာလည်းတူတီးတူပဲတနင်္လာရီတိုင်းတခြားမှာရှိတဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီစစ်စစ်ရေးဂိတ်တွေနေသက်ဂိတ်တွေကိုတော်လိုင်းရဲ့တပ်ပေါင်းစုတွေအင်အားစုတွေကပြင်းပြင်းထန်ထန်ကိုတိုက်ခိုက်ပြီးတော့သိမ်းပိုက်နေကြတာဖြစ်တဲ့ဒီနေဆက်မြင်းတခြားမွန်ဂရင်းဒီ ကရင်တင်းနာရီဒီတလျှောက်လုံးကိုတော်လိုင်းရေးတပ်ပေါင်းစုတွေကသူ့အပိုင်းလိုက်အပိုင်းလိုက်ထိန်းနိုင်ပြီဆိုရင်တော့ဒီဘက်တချမ်းမှာတော်လိုင်းရေးကတော်တော်လေးကိုကျွန်တော်တို့ရှေ့မှာသုံးသက်ပြောဆိုခဲ့တယ်လို့ရှေ့ကိုရောက်မဲ့ဖြစ်နေမှာဒါကြောင့်မလို့ဒီနေဆက်မြင်းတလျှောက်မှာတိုက်ခိုက်နေကြတဲ့တော်လိုင်းရေးအင်အားစုတွေကိုပြည်သူတွေကအားတောင်ခွန်ဆိုင်တဲ့အယုံဆိုင်ပြီးတော့ထောက်ပံ့မှုတွေ၊ကူညီမှုတွေများစွာလုပ်ပေးဖို့လိုပါတယ်။ဘာကြောင့်ဆိုရင်ဒါကအင်မတန်ကိုအရေးပါတဲ့တခြား နိုင်ငံတွေအိန္ဒိယချင်းနိုင်ငံတွေနဲ့နယ်နိမိတ်ချင်းထိစပ်ပြီးကုန်သွယ်ရေးမှာလည်းအဆမတန်ကြီးမားတဲ့အရေးကြီးတဲ့ဒေသတွေဖြစ်တဲ့အတွက်ဒါတွေကိုပြည်သူတွေအာရုံစိုက်ပြီးဖို့လည်းမြစ်တာရက်ခံပါတယ်ကျွန်တော်တို့အရှိလျားဆုံးဖြစ်တဲ့နေဆက်မြင်းထိုင်းနိုင်ငံနဲ့ဆက်ဆက်နေတဲ့ Greenie နေဆက်တက်မဟာ9ကစပြီးတော့တက်မဟာ၄အဆုံးထိအဲ့လောက်ကီလိုမီတာရာပေါင်းထောင်နဲ့ချီတဲ့နေရာတွေကိုကျွန်တော်တို့လွှမ်းမိုးနိုင်တော့မယ်ဆိုတာဒါကကျွန်တော်တို့ရဲ့အောင်ပွဲအဲ့ဒီဟာကြောင့်မို့လို့ ဒီဟာတွေကဟိုအတွင်းထဲမှာတွားပြီးရယူတာ ਨੇ ဒီကနေကျွန်တော်တို့ရယူတာ ਨੇ လုံးဝမတူဘူးကျွန်တော်တို့ရဲ့နေသက်တွင်းမှာထိုင်းနဲ့ဆက်ဆက်နေတဲ့တက်မဟာငါနေမီတွေဆိုရင်ပြောင်းပြီးတော့ရှင်းပြီအခုကတက်မဟာခွန်ကားလေကုံတော့မယ်နည်းနည်းလေးပဲကြံတော့တယ်တက်မဟာ6ဆိုလဲစစ်ကောင်စီဘျူဟာတစ်ခုလောက်ပဲကြံတော့တယ်အဲ့ဒီနေသက်မှာတက်မဟာလေးဆိုရင်လဲစစ်ကောင်စီရဲ့ထိကိစခန်းဆိုပြုတ်ထွက်ကုန်ပြီဆိုပြီးဘရိုစော့တော်နီကရှင်းပြပါတယ်အဲ့တော့ ရာဂိုင်နှုန်း80ကျော်90နီးပါးထိကိုစစ်ရှုံးကောင်စီကင်းစင်ပါပြီအဲ့တော့တစ်ချက်ယုံလိုက်လို့ရှိရင်ဒါကကျွန်တော်တို့ဒေါ်လာရေးအရွေးအပြောင်းမှာတော်တော်လေးကိုအပြောင်းလဲမြန်ဆန်မဲ့ဖြစ်ရပါကဲနလီဦးဆောင်တဲ့မဟာမိတ်ပူအောင်တက်တွေကစစ်ချိန်မြင့်ပြီးတော့တိုက်ခိုက်နေတာကြောင့်အရင်တုန်းကစောမောင်တန်းရွှေခစ်ကစစ်တပ်ကတိုင်ရင်ပေါင်းများစွာအပြုတ်ခံပြီးတော့ရယူထားတဲ့နေမြေတွေကစစ်စခန်းကြီးတွေကိုရပ်ပိုင်းတွင်းမှာတိုက်ပွဲတွေနဲ့ပြန်လည် သိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်အရင်ရက်ကစခန်းတစ်ခုဆိုလို့ရှိရင်တရက်ထဲနဲ့ဒီအထိုင်ချစခန်းကိုသိမ့်လိုက်တာကိုကျွန်တော်တို့မြဝါထင်ထင်တွေ့မြင်ရပါတယ်ညကလည်းဘူးကြီးစောကောကတင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီနေ့မှာထပ်ပြီးတော့ကန်ဒီတက်မခွန်လားတက်မ6လားတက်မ5လားတနည်းအားရာကစခန်းကြီးကြီးမှာသိမ့်နေပွဲတော်မှာကြာခင်ကျွန်တော်တို့တင်ကောင်းကြအောင်ပါပါအလက်တလုံးမှာတော့ KNU တက်မခွန်နေမြေကပိုင်ဂျုံဒေတာမှာမဖိုးခင်စခန်းကိုကင်းနေလီမဟာမိတ်ပူပေါင်းတက်ဖွဲ့တွေကနေမြေရှင်းလင်းတိုက်ခိုက်နေပြီးနော်တရောတောင်စစ်စခန်းကိုလည်း ဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်ထားကြောင်းသိရှိရပါတယ်။မကြခင်မှာမာရသွန်ပြေးဝဲကြီးတွေအကြီးကျယ်ကျွန်တော်တို့မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။အဲတော့ KNU တက်မဟာ၄တက်မဟာ၅တက်မဟာ၆တက်မဟာ9နေမြေပြုံးမှာရှိတဲ့အကြမ်းမဆက်ရှုံးကောင်စီဘူဟာစခန်းကြီးစေခုထက်မနေကို KNL တက်တွေကသိမ့်ပတ်ရရှိထားတဲ့အပြင်နေကြခန်းစစ်စခန်းကုန်း20ကျော်နဲ့ကာကင်းစခန်းငယ်တွေပါဝင်စုစုပေါင်းစစ်စခန်း90နီးပါးကို KNL KNDO PDF မဟာမိတ်ပူးပေါင်းတက်တွေက သိမ့်ပိုက်စူးမှုထားနိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာအဲ့တော့စစ်ရှုံးကောင်စီတပ်ဖွဲ့တွေအနေနဲ့လဲဒီခြေနေကိုသိပြီဆိုရင်ဘယ်လမ်းကိုရွေးရမလဲဘူကြီးစောကော်တို့ဘူကြီးတာဘောတို့တခြားတော်လိုင်းအင်အားစုတပေါင်းစုခေါင်းဆောင်တွေကလည်းလက်နက်နဲ့အတူလင်းဝင်ကြမယ်ဒီတိုင်းအညံ့ခံကြမယ်တရင်တရင်လိုက်ပဲဖြစ်ဖြစ်နှစ်ရင်လိုက်ပဲဖြစ်ဖြစ်ဘူဟာစခန်းလိုက်ပဲဖြစ်ဖြစ်အလင်းဝင်ပတ်ပြောင်းကြမယ်ဆိုရင်အစင်သင့်ဝေခံလုပ်ပါတယ်အဲ့တော့ ကိုယ့်ရဲ့အခြေအနေကဘယ်အခြေအနေရှိနေလဲဆိုတာကိုသုံးသပ်ပြီးတော့လမ်းရွေးချယ်ကြပါတိမ်မဲ့ဘေးကိုပြည့်တွေ့ပြီးဒီစစ်အာဏာရှင်လူတစုစာအတွက်အသက်ပေးရတာတော့လုံးဝမတန်ဘူးဆိုတာအလုံးလေးသိကြပြီဖြစ်ပါတယ်ဒါကြောင့်လမ်းရွေးကြပါလမ်းရှိပြီသားပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့မိုးကြကာလလည်းရောက်ရှိလာပြီအဲ့ဒီမိုးကြကာလမှာမနေ့ညက စစ်ဗိုလ်ချုပ်အများစုစစ်တပ်တိုင်းဝိုင်းအများစုနေထိုင်ရာနေပြီးတော့မှမိုးပြင်းထန်စွာရွာသွန်းပြီးတော့ရေကြီးမှုရေရှမ်းမှုတွေစပြီးတော့ဖြစ်လာပါပြီအဲ့ဒီစစ်ကောင်းဆောင်တစုကတော့ရေနဲ့ကြိုက်တဲ့နေရာအထိမျောပါသွားပါစေဒါပေမဲ့အဲ့ဒီမှာပြည်သူလူထုလည်းရှိတဲ့အခါစစ်ကောင်းဆောင်တွေကတော့တေကြတဲ့သူတို့မှာကိုပိုင်လေရင်ကြီးတွေကိုပိုင်ရဟတ်ရင်ကြီးတွေနဲ့ဘာပေးအန်တီရဖြစ်လာရင်တော့သူတို့မိသားစုကွက်ကွက်လေးကိုကွက်ပြီးတော့လုံုံတဲ့နေရာကိုရွှေ့ပြောင်းနိုင်မှာပါဒါပေမဲ့ အဲ့ဒီမှာရှိတဲ့ပြည်သူလူထုကတော့ဘေးဒုက္ခတွေကိုအဲခါစီပြီးတော့ရင်ဆိုင်ကြုံတွေ့ရမယ်အနေထားပါအဲ့တော့ဘယ်လိုမျိုးအခြေအနေရှိလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားဆင်ရအောင်ပါနေပြီးတော့မှမိုးတဲထန်ဆိုတာရသွန်းနေပြီတက်ကုန်းနဲ့ပြင်မနာမြို့နယ်တွေကမြင်းနှိမ့်ပိုင်းဒေသတွေမှာရေကြီးနှိမ့်မှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာတက်ကုန်းနဲ့ပြင်မနာမြို့နယ်မှာမေလ15ရက်ကစပြီးမိုးရွာခဲ့ပြီးမနေ့ကတနေ့ကပေါ့နော်မေလ18ရက်ညနေမှာမိုးတဲထန်က ရေကြီးနှမြုပ်မှုတွေဖြစ်ပေါ်နေတာလို့ပြည်မနာမြို့ကန်တူကပြောပါတယ်တက်ကုန်းဘက်ကရေတွေဆင်းလာတာကျမတို့တော့အထုပ်တွေအမြင့်ဘက်ကိုတင်ထားပြီးရေဘေးရှောင်ကိုပြင်ဆင်နေရတယ်မိုးကသက်တိုက်ရွာနေပြီးချောင်းရေတွေရှန်လာလို့ပြည်မနာမြို့စင်သေးဆယ်အနီးမှာရှိတဲ့ဒေသခံတူကပြောပါတယ်အဲ့တော့တက်ကုန်းမြို့မကြီးပင်ကျေးွာအနောက်ဘက်ချမ်းမှာမနေ့ကမေလ18ရက်မနက်ပိုင်းကစပြီးရေဝင်လာတာကြောင့်ဒေသခံတွေဘေးလွတ်ရအောင်ရွှေ့ပြောင်းနေရပါတယ် ေ၁၈ရက်ညပိုင်းရောက်တဲ့အခါတကုံးမြို့ပေါ်ကိုရေဆက်တင်ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဘင်းတော်နေပြည်ဆယ်ရက်ကွက်ကွက်တစ်အပိုင်းအဲ့ဒီနေရာဒီမှာရေတက်လာကြောင်းကေသေးကြီးလုံနေသူတွေကအတိပေးထားပါတယ်။နဝင်းချောင်းပေးကြေးရွာတွေနဲ့စင်သေးချောင်းပေးကြေးရွာတွေရေဖြည်းဖြည်းချင်းတက်လာနေတဲ့အတွက်သတိပြုကြဖို့ကေသေးကြီးလုံနေသူတွေကသတိပေးပါတယ်။အဲ့တော့နေပြည်တော်မှာရှိတဲ့ပြင်မရမြို့နယ်တကုံးမြို့နယ်တွေဟာမတ်လ28ရက်ကနှုတ်ကပ်ခဲ့တဲ့ဖြတ်အားပြင်းစကိုင်းမြင်းကလင်တန်းကိုခံခဲ့ရတဲ့ဒေသတွေဖြစ်ပါတယ်။ ဒါပြင်နေပြီးတော့ဝင်းကျင်ဒေသဟာ2024စက်တင်ဘာလကလည်းရာဂီဆိုင်ကလုန်းမုန်တိုင်းအချိန်ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီးတောင်ကျချောင်းတွေဒီချောင်းရည်တွေရုတ်တရက်ကျလာတာကြောင့်ကျေးရွာနေအိမ်တွေရေလွှမ်းမှုခံခဲ့ရပြီးလူသေဆုံးမှုနဲ့ရေဝတ္ထုပစ္စည်းဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်ခဲ့ပါတယ်။အနောက်တောင်မိုးတုံလီမြန်မာနိုင်ငံကိုဝင်ရောက်လာတာနဲ့အတူမြန်မာနိုင်ငံဒေသအများစုမှာနေရာကွက်ပြီးတော့မိုးကြီးမဲ့အခြေအနေတွေဆက်ပြီးတော့ရှိနေပြီးရေကြီးမှုနဲ့လေပြင်းပေး တတိပြုဖို့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOH ADM ကတတိပြုထားပါတယ်ခင်ဗျာအဲ့တော့စစ်ရှုံးကောင်စီအာနာသိအာနာလူပြီးတဲ့နောက်ပိုင်းမှာတဘာဝဘေးအန္တရာယ်တွေကိုပြည်သူတွေခါးစိပြီးတော့ဇက်တိုက်ဇက်တိုက်ဆိုသလိုခံခဲ့ရပါတယ်မနစ်ကဆိုရင်လေရေဘေးကိုနှစ်ကြော့ပြန်တော့ပြည်သူတွေဒုက္ခကိုခါးစိပြီးတော့ခံခဲ့ကြတယ်ခံခဲ့ရတယ်အဲ့တော့ဒီနှစ်မှာဆိုရင်လေ တကယ်သမိုင်းဆိုင်ရာမှာအကြီးမားဆုံးလို့ပြောရမလို့အပျက်စီးသွှှုံးမှုအများဆုံးလို့ဆိုရမယ်ငလင်ဘေးကြီးကိုပြည်သူတွေခံခဲ့ကြရတယ်အခုလေဘိုးဦးကြကာလပဲရှိသေးတယ်ရေကြီးမှုအန္တရာယ်နဲ့ဆက်ပြီးတော့ကြုံတွေ့ရပြီအဲ့တော့ပြည်သူဒုက္ခတွေကတော့ဘဝဘေးကြီးကလည်းတန်ခတ်နေပြီစစ်ရှုံးကောင်စီတပ်ဖွဲ့တွေရဲ့ဖက်စစ်တပ်တွေရဲ့ရုပ်မာမှုတွေရက်စက်မှုတွေကန်းကုန်မှုတွေနဲ့အတူဘဝဘေးအန္တရာယ်ကြောက်ရွံ့မှုတွေကလည်း စတဲ့တဘူတိုးပြီးတော့ဘီသူတွေခါးစီခံနေရတဲ့ဖြစ်စဉ်မှာအဲ့တော့ကျူတင်ရှောင်ရှားပြီးကျူတင်ပြင်းစင်ကြရမဲ့ဘီသူတွေအနေနဲ့သတိထားပြီးတော့ဓာတ်တွေကိုတရင်တွေကိုအဆက်မပြတ်နားဆင်ရင်ကျူတင်ပြင်းစင်ကြဖို့နီးလန်းတာရှိပါတယ်စရှုံးကောင်စီကိုအားကိုးလို့တော့လုံးဝမရတာကရေဘေးနှစ်ကြော့ငလင်ဘေးတစ်ကြော့ဒါကတက်တည်ဖြစ်ပါတယ်သူတို့ရဲ့ကြိုးစည်းပွားအတွက်တော့ ငလျင်ဘေးကအကျိုးမြတ်နဲ့လေရင်ကြီးတွေကိုဝယ်လိုက်တယ်ကိုပိုင်လေရင်ကြီးတွေကိုဝယ်လိုက်တယ်စီဝါရီတွေတိုးချဲ့ကြတယ်အကုန်လုံးစေအုပ်စုခေါင်းဆောင်တွေချမ်းသာသွားကြတယ်ပြည်သူကတော့ငလျင်ဘေးကိုနိုင်ငံတကာကကူညီတဲ့အကူအညီကိုတော့ပြပြဝဝမရတဲ့အခြေအနေဆိုတာအလုံးလေမျက်မြင်ကိုတွေ့သိရတဲ့အကြောင်းရပါဟောဒီကနေ့မနေ့ရက်မနေ့ခင်စူးစီးတင်ဆက်တဲ့သတင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုရောက်ရှိလာပါပြီဒါကတော့နေ့စဉ်နဲ့အမျှပြည်သူလူထုအပေါ်ကိုတက်ဖြတ်တဲ့ စစ်ရှုံးကောင်စီရဲ့လုပ်ရပါဒါကတကိုင်းတိုင်းပလဲမြို့နယ်တွင်အင်းရွာကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲဒေရင်နဲ့ဘုံကျဲချခဲ့ရမှာကလေးငယ်တွေအပါဝင်ပြည်သူလေးဦးတည်ဆုံးခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာမေလာ၁၈ရက်နေ့မွန်းလွယ်၁၂နာရီ၄၅မိနစ်ချိန်လောက်မှာပလဲမြို့နယ်နွယ်အင်းကျေးရွာအရှေ့ပိုင်းအလဲပိုင်းနဲ့အနောက်ပိုင်းကို၃ညိန်တိတိလေရင်နဲ့ဘုံကျဲချပြီးတိုက်ခိုက်ခဲ့တာပါအတိုက်ပွဲဖြစ်ပွားတာမရှိဘဲအเจ้าမဲ့ဘုံကျဲချပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးဘုံကျဲမှုကြောင့် ပြည်သူတွေဖြစ်ကြတဲ့ဒေါ်မေကြီးနောက်တစ်ခါចောင်းသားចောင်းသူတွေဖြစ်တဲ့ Great Grey ចောင်းသူမတ်ဂျယ်စင်ဦး Great Six ចောင်းသားမောင်ဖုံးမင်းတန်မသိင်းမြတ်သူတို့စုစုပေါင်း၄ဦးတည်ဆုံးခဲ့ရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ဒါရရရှိသူတွေအနေနဲ့တော့မောင်ဝေယံစိုးမဆွေမဝင်းမဖြူဖြူလုံးကဖို့တုတ်ကိုလင်းသိန်နဲ့နနေ့ရွယ်ကလင်းငယ်တူစုစုပေါင်း6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။နနေ့ရွယ်ကလင်းငယ်ကတော့ဘုံစာတိမှန်တဲ့အတွက်လက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့လည်း စိတ်မကောင်းစွာကျွန်တော်တို့ကြားသိရပါတယ်ခင်ဗျာလင်းရင်နဲ့ဘုံကျဲချတာသုံးလုံးကျဲချသွားတာရွာရှိပိုင်းဘုံတလုံးရွာလေပိုင်းတလုံးရွာနောက်ပိုင်းတလုံးစုစုပေါင်းသုံးနေရာမှာဘုံကျဲချသွားတာအဲ့လိုကျဲချလို့ကလေးငယ်တဦးအပါဝင်ပြည်သူသုံးဦးနေရာတွင်သေဆုံးခဲ့ရတယ်နောက်ပြီးဒဏ်ရာရတဲ့၅ဦးတည်းကတဦးဖြစ်တဲ့မတ်သိမ်းမြတ်သူကစေကုသရင်နဲ့သေဆုံးတော်ပါတယ်နောက်ကျန်တဲ့၄ဦးကလည်းဒဏ်ရာပြစ်ထန်ပြီးစိုးရင်ရတဲ့အခြေအနေရှိတယ်လို့ဒေသခံပြည်သူကရှင်းပြပါတယ်ခင်ဗျာ အဲ့တော့ကလေးငယ်တွေပြည်သူတွေနေစဉ်နဲ့အများသေဆုံးနေရတယ်ကျွန်တော်တို့ကအရေးအတွက်အများကြီးဖြစ်ရင်တော့လူတွေကစိတ်နှလုံးသားမှာပူပြီးတော့တရင်ကြီးရဲ့အတွက်အာရက်စားလိုက်ကြတာအာဆိုပြီးတော့ပြန့်နှံ့ကြတယ်ဒါပေမဲ့တယောက်စား၂ယောက်စား၃ယောက်စား၄ယောက်စားလဲတတိထားကြည့်ပါနိုင်ငံ နေရာအနှံ့မှာ နေစဉ်တက်နေတာပါဒါဒီကိုလဲကျွန်တော်တို့မျက်ခြေမပြတ်အာယုံစိုက်ပြီးတော့ပြည်သူတွေတရင်တွေကိုစောင့်ကြည့်ရင်းနိုင်ရာတာဝန်တွေကို ထိုင်ရရပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဆက်ရှုံးကောင်စီအမြင့်ပြတ်မှာကဒီဘေးဒုက္ခတွေဒီလိုမျိုးနေ့စဉ်နဲ့အမျှကလေးငယ်တွေသိဆုံးပေးနေရတဲ့ဒုက္ခတွေကလုကင်းနိုင်မှာ ဖြစ်ပါတယ်။တခုတည်းသောအဖြေကစစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးဖြစ်တဲ့အတွက်ဒီစစ်အုပ်စုအမြင့်ပြတ်ရေးဖြစ်တဲ့အတွက်ဒါကိုပြည်သူတွေအမြင့်မပြတ်မျက်ခြေမပြတ်ကျွန်တော်တို့တာဝန်တွေထမ်းပိုးရင်းနဲ့ရှေ့ဆက်ကြပါစို့လို့ပြောဆိုရင်းနဲ့ဒီကနေ့မနေ့ သတင်းတွေစူးစီးတင်ဆက်မှုကိုဒီရင်ပဲဒီကုန်းချုပ်ပြရစီခင်ဗျာအဲ့တော့ပြည်သူအပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးစေအာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံနဲ့အတူဝိုင်းတော်သားတွေကစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲပေးဖို့အထူးပဲမြစ်တာရက်ခံရပါတယ်ခင်ဗျာ Thank you